ဟာမတ်ပြောက်ကြားတွေကလွှတ်ပေးခဲ့တဲ့နောက်ဆုံးလက်ချက်အမေရိကန်သားတစားကဟာမိသားစုနဲ့ပြန်လည်ဆုံတွေ့ခွင့်ရခဲ့ပြီဖြစ်ပါတယ်။အမေရိကန်နိုင်ငံသားဖြစ်တဲ့အီဒယ်အလက်ဇန်းဒါဟာ2023ခုနှစ်အောက်တိုဘာ9ရက်နေ့တုန်းကအစ္စရေးနယ်ဆက်ကိုဟာမတ်တပ်ဖွဲ့ဝင်တွေချူးကျော်တိုက်ခိုက်ခဲ့တဲ့စစ်ဆင်ရေးမှာတစားကအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့နောက်ဆက်ကိုလာအကြာ၆နောက်ခံခဲ့ရတာပါ။နောက်ထပ်အမေရိကန်နိုင်ငံသားတစားကတွေဟာအရင်ကတည်းကလွတ်မြောက်သွားပြီဖြစ်ပေမဲ့အသက်22နှစ်အရွယ်အလက်ဇန်းဒါကတော့ဆက်လက်၆နောက်ခံထားရပြီး အခုမှသာဟားမတ်တွေကသူ့ကိုပြန်လွှတ်ပေးခဲ့တာပါဒါဟာအမေရိကန်မဟာမိတ်အစ္စရေးနဲ့ဖြစ်ပွားတဲ့စစ်ပွဲကိုအပြည့်အခန့်ရဆင်းနိုင်ရင်ဟားမတ်ရဲ့လူလားချက်ကိုအထောက်အကူဖြစ်စေဖို့အားထုတ်မှုတစ်ခုလိုလည်းယူဆရပါတယ်မေလ12ရက်နေ့တုန်းကအလက်ဇန်းဒါပြန်လည်လွတ်မြောက်လာရေးကိစ္စကိုအဆင်ပြေချုံးဝေ့စေဖို့အတွက်အစ္စရေးဟာဂါဇာမှာစစ်စင်ရေးလှုပ်ဆောင်နေတာတွေကိုနိုင်ရီတို့ရက်ဆိုင်ပေးခဲ့ပါတယ်ဟားမတ်ခေါင်းဆောင်တယောက်ကတော့အလက်ဇန်းဒါကိုပြန်လွှတ်ပေးခဲ့တာဟာ စိတ်ရင်ကောင်းမှုမှုကိုပြသဖို့နဲ့အပြည့်အခရဆက်ရေးသဘောတူညီမှုကိုဖော်ဆောင်နိုင်ရေးအားထုတ်မှုအတွက်ရည်ရွယ်တဲ့လှုပ်ဆောင်ချက်မျိုးလို့ပြောပါတယ်။အလက်ဇန်ဒါလွန်မြောက်လာပြီးတဲ့နောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့မိသားစုစီဆက်သွယ်ပြီးဂမ်ယူစကားပြောခဲ့ပါတယ်။မိသားစုရဲ့ထုတ်ပြန်ချက်ထဲမှာတော့ထရန့်ကိုကျေးဇူးတင်ကြောင်းပါရှိခဲ့တယ်လို့ဟာမက်စ်တွေလက်ထဲမှာကြန့်ရှိနေတဲ့တရားခွင်58ယောက်လွတ်မြောက်လာရတဲ့အတွက်တထဲဝဝင်အာထုံညှိနှိုင်းပေးဖို့အစ္စရေးအစိုးရကိုတိုက်တွန်းထားတာတွေ့ရပါတယ် နှစ်လကြာအပြည့်ရတဘောတူညီမှုပြန်ပြတ်သွားပြီးမက်ရှာ၁၈ရက်နေ့မှာအစ္စရေးကဂါဇာစစ်စင်ရေးတွေကိုတကြောပြန်စတင်ပြီးတဲ့နောက်ပိုင်းမှာအလက်ဇန္ဒားဟာဟားမတ်တွေလွတ်ပေးခဲ့တဲ့ပထမဆုံးတစားကံလည်းဖြစ်ပါတယ်။မျက်နှာကိုဖုံးကွယ်ထားတဲ့အလက်ဇန္ဒားကိုဟားမတ်အရာရှိတွေကဂါဇာတောင်ပိုင်းခန်ယူနစ်မြို့မှာနိုင်ငံတကာကြက်ချင်းဒီအဖွဲ့လက်ထဲကိုလွှဲပြောင်းပေးခဲ့ပြီးအဲ့ဒီနောက်မှာတော့အစ္စရေးစစ်တပ်စီကိုပို့ဆောင်ပေးခဲ့ပါတယ်။အဲ့ဒီကနေတစင်အစ္စရေးတောင်ပိုင်းမှာဆဲလုံရှားစွာစောက်ဆိုင်နေတဲ့မိသားစုစီအလက်ဇန္ဒားကပြန်လည်ရောက်ရှိခဲ့တာပါ။ အဲ့ဒီတစားကန်လွှဲပြောင်းမှုလုပ်ငန်းစဉ်တစ်ချောင်းလုံးမှာအနောက်ရှက်ကင်ကင်ဖြစ်စေဖို့အတွက်လုံခြုံရေးစင်ကြံတစ်ခုကိုသတ်မှတ်ထားကြောင်းလဲအစ္စရေးစစ်တပ်ကဆိုပါတယ်အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေဒန်ယာဟုကတော့ဟာမတ်စ်တွေဟာပြင်းထန်တဲ့စစ်ရေးနဲ့နိုင်ငံရေးဖိအားတွေကြောင့်အလက်ဇန်းဒါကိုပြန်လွှတ်ပေးခဲ့တာဖြစ်နိုင်တယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။နောက်ပြီးအစ္စရေးဟာဂါဇာမှာစစ်ဆင်ရေးတွေကိုဆက်လက်အရှိန်မြှင့်ဖို့စီစဉ်ထားပြီးအပြစ်ရမဲ့ကိစ္စမျိုးရှိမလာနိုင်တော့ဘူးလို့ပြောသွားပါတယ်။ထရန့်ဟာမေလ7ရက်နေ့မှာအရှိအလေပိုင်းဒေသကိုလာရောက်မှာဖြစ်ပြီး ထရန့်ရဲ့ခရီးစဉ်ပြီးဆုံးတဲ့အချိန်ထိဟာမတ်တွေနဲ့သဘောတူညီမှုတစ်ခုခုမရခဲ့ဘူးဆိုရင်ဂါဇာကစစ်စင်ရေးတွေကိုအလုံးအရင်ချက်တွင်ဖို့စီစဉ်ထားပြီဖြစ်ကြောင်းလဲအစ္စရေးကအတည်ပြုထားပါရဲ့ရှင်